မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဇန်နဝါရီလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းအထက်မင်းလာမြို့နယ်ရှမ်းတက်ရဲစခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားခနာဦးခန့်အပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့ညနေ9:18မိနစ်ခန့်မှာအထက်မင်းလာမြို့နယ်ရှမ်းတက်ရဲစခန်းအတွင်းထဲကို40မမလက်နက်ကြီး9လုံးနဲ့ပစ်ခတ်တိုက်ခဲ့ရာ၄လုံးဟာရဲစခန်းဝင်းအတွင်းထဲကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သားခနာဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိ ရပါတယ်ပြစ်ခတ်မှုဖြစ်ပြီးတော့စေတသားတယောက်ရှိတယ်လို့တော့ကြားတယ်အဲ့ဒါနဲ့စခန်းတွင်းထဲမှာချိန်ပြီးတော့ခုနေကြတာစခန်းကိုလူဝင်လူထွက်မရှိအောင်လို့လုံးဝကိုပိတ်ချလိုက်တာတိုက်ပွဲဖြစ်နေတဲ့ပုံစံမျိုးအသင့်ပြင်ထားပြီးတော့အတွင်းထဲမှာပဲချိန်ပြီးတော့ခုနေကြတာအဲ့ဒီလိုမပိတ်ချခင်မှာအတွင်းထဲကနေပြီးတော့ဘယ်နှယောက်ထိသွားလဲခဏယောက်ထိထားတယ်ဆေးဆေးဆိုပြီးတော့အလောတကြီးနဲ့ဖြစ်ပြက်နေတဲ့အတန်ကိုပဲကြားလိုက်ရတယ်အတွင်းထဲထိတော့သတင်းရဖို့ခက်ခဲပါတယ်လို့မကွေးတိုင်းပကပအထူးလှရှာတပ်ဖွဲ့ USBA တာဝန်ခံကိုပါဟင်းကပြောပြထားပါရယ်အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက်အချမ်းမဆက်တကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါရယ်တိုက်ခိုက်မခံရမီအချိန်ကလည်းပြည်သူလူထုတွေနေထိုင်ရာခြေရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်ခြင်းစစ်စေးရိတ်အမိခံကခီးသွားပြည်သူလူထုတွေကိုစက်ကြီးကောက်ခံခြင်းအတင်းအဓမ္မငွေကြီးကောက်ခံခြင်း ဖမ်းဆီးခြင်းနှိပ်စက်ခြင်းများကိုလှုံ့ဆော်နေတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမကွေးတိုင်းပကဖအထုလှုပ်ရှားတပ်ဖွဲ့ United States of Burma Army USBA တပ်ဖွဲ့ဝင်ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့တော်လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်ကပစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့်ထိခိုက်တဲ့ပြည်သူတွေတော့မရှိပါဘူး။ဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီစခန်းအနီးနားမှာရှိတဲ့ပြည်သူတွေအနေနဲ့ စခန်းရဲ့အနီးနားမှာမနေကြဘူးစစ်တပ်စခန်းနဲ့မီတာ100 200အတွင်းမှာနေတာကအရန်ကိုအန္တရာယ်များပါတယ်ကျွန်တော်တို့လက်နက်ခဲရနေဆိုတာကအနီးကတိုက်ပွဲမှာအန္တရာယ်နေကောင်းနေနိုင်ပေမယ့်လက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေမှာဆိုရင် ပြည်သူလူထုတွေမထိခိုက်အောင်လို့အရန်ကိုဂယူးဆိုင်ပြီးတော့ပြည့်ရပါတယ်။သို့တော်လဲလွဲချော်မှုဖြစ်ပြီးတော့ပြည်သူလူထုအပေါ်ထိခိုက်မှုဖြစ်ရမှာကိုစိုးရိမ်ရပါတယ်။ဒါကြောင့်မို့လို့အကြမ်းတ်စစ်တပ်စခန်းအနီးနားမှာမနေကြဘူးကိုမြစ်တာရက်ခံပါတယ်လို့မကွေးတိုင်းပကဖအထုလှရှာတပ်ဖွဲ့ USBA တာဝန်ခံကိုပါဟင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာတပ်မ69လက်အောက်ခံအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာဗိုလ်မှူးရန်လင်းအောင်နဲ့ဗိုလ်ကြီးအောင်စုံမင်းအပါအဝင်စစ်သား22ဦးတေဆုံးသွားပြီးတော့ရှေ့ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်39လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မနက်ပိုင်းမှာနထိုးကြီးမြို့နယ်ပြင်စီရွာကနေထွက်လာတဲ့ဗိုလ်မှူးရန်လင်းအောင်နဲ့ဗိုလ်ကြီးအောင်စုံမင်းဦးစီးတဲ့တပ်မ69လက်အောက်ခံခမရ ၁၄၁၅နဲ့ရဲတပ်ရဲပူးပေါင်းအင်အားအယောက်90ခန့်ပါဝင်တဲ့စစ်ကြောင်းကို မြတောင်ရွာနဲ့စိမ်မကန်ရွာကြားမှာတော်လိုင်းတပ်ဖွဲ့များကကြားပြတ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များကဗိုလ်ကြီးအောင်စောမင်းရဲ့အလောင်းအပါအဝင်အလောင်း၂၁လောင်းကိုတင်းစီရရှိခဲ့ပြီးတော့ဗိုလ်မှူးရန်လင်းအောင်လဲထိခိုက်ဒဏ်ရာရရှိကပြန်လည်ဆောက်ခွာတဲ့အချိန်မှာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်သား၈ဦးကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြက်ဘတ်စစ်တပ်စစ်ကြောင်းထံကနေပြီးတော့ MA1 3လက် MA2 4လက် MA4 6လက် MA5 တက်လက် ် MA 11 6လက် G3 7လက်လက် G4 နလက် BA 94တလက်60မမပြောင်းတူတလက် ပြောင်းရှိတလက်နဲ့60မမဘုံဒီ26လုံးဤနာက9လုံးနန်နတိဘုံ6လုံး9မီလီမီတာကြီး305တော့အုတ်ထုတ်10လုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုညင်ကြံခရိုင်တိုက်ရင်၄နဲ့တိုက်ရင်10တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကလည်းဒရဦးကနေပြီးတော့တက်လာတယ်။ MI 35ဒဇီးနဲ့၃ချိန်လာရောက်ပြီးတော့ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မခွေးတိုင်းရေစကြုံမြို့ထွေးဦးရုံးကို40မမဘုံသီးနဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းမက်စစ်တပ်ဘက်က3ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မနက်9နာရီကမှရေစကြုံမြို့မှာရှိတဲ့ရုံးပေါင်းစုံထွေးဦးရုံးမှာတပ်ဆွဲထားတဲ့အကြမ်းမက်စစ်ကောင်စီတပ်သားများကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့ကပျောက်ကြားနှီးပြူဟာကိုတုံးပြီးတော့40မမဘုံသီးနဲ့တွားရောက်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား2ဦးနဲ့စစ်ကောင်စီတပ်သားရဲ့မိန်းမဖြစ်သူ2ဦးစုစုပေါင်း ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မြင်းကြံ Black Tiger MPD တပ်ဖွဲ့မြို့ပြဆစ်စင်ရဲကိုထမှန်ပြီးတော့စူးစမ်းလုဆောင်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့လည်းစစ်ကောင်စီတပ်စခန်းများစစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်းဝန်ထမ်းများရှိရာနေရာများမှာအနားယူခြင်းနဲ့နှီးကပ်စွာသွာလာခြင်းများမပြုလုပ်ကြရန်မြင်းကြံ Black Tiger MPD တပ်ဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကိုကန့်တက်မတော် MND တက်များဟာလာရှိုးမျိုးမှာဆက်လက်ရှိနေပြီးတော့နောက်လာများမှာလည်းပုံမှန်လှုပ်ဆောင်ရမယ့်ကိစ္စများအတွက်ညွန်ကြားမှုတွေဆက်ပြီးတော့ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိကျင်းပနေတဲ့တရုတ်နှစ်သက်ကူပြီးပါကလာရှိုးမျိုးက MND တက်များဆုတ်ခွာရမယ်လို့လာရှိုးမှာကျင်းပတဲ့တရုတ်နှစ်သက်ကူပွဲတော်ကိုတက်ရောက်လာတဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောဆိုကြောင်းသတင်းဖော်ပြမှုလူမှုကွန်ရက်ပေါ်မှာရေးသားမှုများရှိနေတဲ့အပေါ်မှာမြို့တာဝန်ရှိသူကအခုလိုပဲရှင်းပြလာတယ်လို့သိရပါတယ်။ လားရှုံးမှာကတော့အကုန်လုံးအဆင်ပြေနေပါတယ်လက်ရှိထွက်လာတဲ့သတင်းအပေါ်မှာကောလာဟာလာတွေတော့အများကြီးထွက်နေတာပေါ့အဲ့ဒီဟာကတရားဝင်ဘယ်သူမှထုတ်ပြန်ထားတာမရှိသေးဘူးလို့၎င်းကပြောပြထားပါတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုကက်တရုတ်နဲ့စစ်ကောင်စီဘက်ကတရားဝင်ထုတ်ပြန်ထားတာမရှိပဲလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းများသာဖြစ်တယ်လို့ပြောဆိုထားပါတယ်ဒီမှာလဲသူ့အနေနဲ့သူရှိနေပါတယ် MNDA တပ်ဖွဲ့တော်တော်များများလဲဒီမှာပဲပေါ့နော်အရင်လိုပုံမှန်အတိုင်းပဲသွာလာလေပတ်နေတော့မယ်ပြီးရင်ဆက်ပြီးတော့လှုပ်ရှားရမယ်လုပ်ငန်းစဉ်တွေကိုလည်းညွှန်ကြားထားတော့မှာပဲ ်ဘယ်လမှဘာလုပ်မယ်ဘာညာအဲ့ဒါတွေလည်းရှိနေတော့မှာပဲလို့လာရှိုးမျိုးပြန်လဲထူထောင်ရေးတောင်းရှိသူကရှင်းပြထားပါတယ်ဒါအပြင်လက်ရှိကျင်းပနေတဲ့တရုတ်နှစ်တက်ကူပွဲတော်ကိုလည်း2025ခုနှစ်ဖေဖော်ဝါရီလလကုန်ပိုင်းအထိကိုကျင်းပရန်ရှိနေတယ်လို့ပြောဆိုထားပါတယ် MNDA ဟာစစ်ကောင်စီရဲ့အရှိန်အဟောင်းတိုင်းစစ်ဌာနချုပ်ရမခရှိရာ လာရှိုးမျိုးကို2024ခုနှစ်ဇွန်လ3ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတလခန့်အကြာ ဩဂတ်စ်လဇန်ပိုင်းမှာရမခဌာနချုပ်အပါအဝင်မြို့ကိုအပိတ်သက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်မြို့ကိုသိမ့်ပိုက်ပြီးတဲ့နောက် MNDA ကမြို့ကိုရှင်းလင်းရေးပြန်လည်ထူထောင်ရေးအုပ်ချုပ်ရေးရန်တရားများစနစ်တကျဖော်ဆောင်နေတဲ့အချိန်စစ်ကောင်စီကမြို့ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့တရုတ်နိုင်ငံဘက်ကကိုကန်တပ်ဖွဲ့ MNDAA ကို PRP ကစစ်ကောင်စီနဲ့ဆွေးနွေးစေပြီးအပြစ်ခတ်ရဲစဲရိတ်သဘောတူညီချက်ကိုအခုဇန်နဝါရီလမှာ နှုတ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းတရုတ်အစိုးရကကြေညာခဲ့ပါတယ်။အခုလိုမျိုးအပြစ်ခတ်ရက်စဲမှုအခြေအနေများနဲ့ပတ်သက်ပြီးတော့ကိုကန့်နဲ့စစ်ကောင်စီတပ်ဘက်ကသဘောတူညီမှုများရှင်းလင်းစွာအသိပေးခြင်းမရှိတဲ့အခြေအနေမှာလာရှိုမျိုးကို MNDAA ကစစ်ကောင်စီထံကိုပြန်လည်အံ့နာမယ်ဆိုတဲ့သတင်းများဟာမကြာခဏထွက်ပေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လာရှိုမျိုးပြန်လည်ထူထောင်ရေးတာဝန်ရှိသူကအသက်တွေအများကြီးနဲ့ရင်းပြီးတော့တိုက်ခိုက်ယူခဲ့ရတယ်။လာရှိုမျိုးကိုစစ်ကောင်စီထံကိုပြန်ပေးရန်မရှိဘူးလို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ထမကောက်ရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့လေကင်းကားကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား2ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ26ရက်နေ့မှာစိတ်ဖြူမျိုးနယ်တပ်ပေါင်းချေးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်အထိုင်စခန်းကအင်အား20ခန့်ပါတဲ့ကင်းလက်ကားတစ်စီးကိုစိတ်ဖြူဗိုလ်မထားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ရာကားထိမှန်ပျက်စီးသွားပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။အဲ့ဒီနေ့မှာစိတ်ဖြူမျိုးနယ်ထမကောက်ချေးရွာစာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက face frame drone များနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူဘုံမထားတပ်ဖွဲ့နဲ့ Black Eagle Drone Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီး drone များနဲ့လည်းပြန်လည်ပစ်ခတ်ခြင်းကြောင့်ပြည်သူ3ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်ရင်တိုက်ကွင်းရွာကိုအချမ်းဘတ်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့လာသားအရွယ်ကလေးငယ်များအပါအဝင်ပြည်သူ38ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မနက်3:00နာရီကမှဂျိုးပင်ကောင်းမြို့နယ်ကွင်းချောင်းရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားအယောက်40ခန်းဟာရင်တိုက်ကွင်းချေးရွာကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီအချမ်းဘတ်စစ်တပ်စစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့အသက်80အရွယ်အဖွားအုပ်များလာသားအရွယ်ကလေးများအပါအဝင်ပြည်သူ38ဦးကို ရွာထဲမှာဖမ်းဆီးထားတယ်လို့သိရပါတယ်ဇန်နဝါရီလ30ရက်နေ့မနက်အစောပိုင်း3နာရီလောက်မှာဂျိုးပင်ကောင်းမျိုးနဲ့ကွင်းချောင်းရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်တပ်ကအင်အား40လောက်နဲ့ရင်တိုက်ကွင်းကြီးရွာကိုဝင်ရောက်စီးနှင်းပြီးတော့ကြီးရွာနေပြည်သူအသက်80အရွယ်အဖိုးအဖွားတွေနဲ့လာသားအရွယ်ကလေးတွေပါမှကျန်ပြည်သူ38ဦးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာပါလို့ဒေသခံပြည်သူတဦးကတိုင်ကြားထားပါတယ်ဒါအပြင်ဇန်နဝါရီလ20ရက်နေ့ကလည်းအဲ့ဒီဂျိုးပင်ကောင်းမျိုးနဲ့ကွင်းချောင်းရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်းစီတပ်သားကဇီးကုန်းမျိုးနယ်က ကျိုးပင်ကောင်မြို့နယ်ကိုဖြတ်သွားတဲ့အချိန်မှာပဲကောက်နေသူများနဲ့ထင်းဝါတင်နေတဲ့သူအယောက်30ခန်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးမိသားစုဝင်တွေကပတ်စံနဲ့ပြန်လည်ရွေးထုတ်လာရတယ်လို့သိရပါတယ်။မှတ်တိုင်ရွာကလူငယ်9ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးသွားပြီးတော့တယောက်ကိုငွေကျပ်45သိန်းနဲ့ပြန်လည်ရွေးထုတ်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတက်တူဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မနက်10:00နာရီကမှရမဲသိန်းမြို့နယ်မှာတာဝန်ကျနေတဲ့ ဟ ோம் မလင်းအခြေဆိုင်ခမရ369တက်ရင်ကအသက်25နှစ်အရွယ်တက်သားစီသူထက်ဟာပြည်သူရင်ခွင်ကိုအလင်းဝင်ရောက်လိုကြောင်းဆက်သွယ်လာတဲ့အတော့နှွေးထွေးပြူငါစွာလက်ခံကြိုဆိုပြီးတော့ကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ပေးထားတယ်လို့သိရပါဗါရဲသူကပခုတ်ကူမြို့မှာပေါ်တာဆွဲခံရပြီးတော့ခမရ369တက်ကိုအပုတ်ခံလိုက်ရတာ အဲ့ဒီကနေမှအခုရမဲသဲမှာတာဝန်ချနေတဲ့အချိန်ရခိုင်ကိုပို့မယ်သတင်းကြားပြီးတော့ချိတ်ဆက်ဝင်ရောက်လာတာပါလက်နဲ့ခဲရတော့မပါဘူးအခုတော့သူ့ကိုလုံခြုံတဲ့နေရာမှာကောင်းကောင်းမွန်မွန်ဆောက်ရှောက်ပေးထားပါတယ်လို့ Earthquake People's Defense Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြည်သူရင်ခွင်ထံကိုအလင်းဝင်ရောက်ကြမယ်စစ်ကောင်စီတပ်သားများကိုနှွေးထွေးပြူငါစွာစူးစိုးလက်ခံပြီးတော့ တက်ဆိုင်တဲ့လုံခြုံတဲ့နေရာမှာအသက်အာမခံချက်အပြစ်နဲ့ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီစခန်းအသီးသီးကစစ်ကောင်စီဘက်တော်သားများအနေနဲ့လည်းပြည်သူလူထုအပေါ်လူမဆန်မဲနဲ့ရက်စက်စွာလေကြောင်းကနေတိုက်ခိုက်မှုများပြစ်လုံနေတဲ့အကြမ်းဖက်စစ်တပ်ကိုအမြန်ဆုတ်ခွာပြီးတော့အသက်အသေးမခံမဲပြည်သူရင်ဝင်ကိုပူးပေါင်းပါကစုချင်းငွေများနဲ့အတူမိသားစုများရှိရာကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ